အမရန်လက်မော့ကနေရီကန်ဗျူဟာဂိုးနေရီကန်ဗျူဟာအတွင်းထဲမှာခမောက်တောင်တစ်ခုပဲဂျန်တော်တယ်ကဘစဆလီနဲ့6မိုင်9မိုင်ပဲဝေးတော်တဲ့ဂုတ်ကြီးထိရောက်လာပြီဖြစ်တဲ့အာရခတ်တက်တော်ကြီးရဲ့ထိုးစစ်မကွေတိုင်းပွင့်ဖြူမြို့နယ်တွေကအမှတ်14ကဘစဆယုပါရီထုတ်တယ်လေဘလောက်ရှိကြည့်တယ်လေ နိုင်ငံ viewer ဂုံးနဲ့ပတ်သက်ပြီးတော့ဒီနေ့ဘာတွေဖြစ်နေလဲဒါကိုကျွန်တော်တို့ဒီနေ့တင်ပြအစီအခံမှာဖြစ်ပါတယ်ကောသာ14စက်ရုံနဲ့6မိုင်กว่าအမ်ဘရန်လမ်းဆုံမှာရှိတဲ့ပြင်းဝစစ်စေးဂိတ်နဲ့တာယာကုန်းကျေးရွာအနီးကစစ်ကောင်စီကာကင်းစခန်းကြီးခံစစ်အကြီးအကျယ်ပြင်းနေတယ်နိုင်ငံ viewer ဂုံးမှာကြံခဲ့တဲ့ဖက်စစ်တပ်သားတွေ အမ်ဘရန်လန်းစုံမှာရှိတဲ့ခုနပြင်းဝဆစ်စီဂိမ်းနဲ့တာကုန်းကြေးရွာကာကင်းနေဘူးထွက်ပြေးတာကြောင့်အော်ကတ်တတော် A နဲ့ပူပေါင်းတက်တွေဖိုင်တာကုန်းနဲ့ဂုတ်ကြီးကြေးရွာဘက်မှာပိတ်ဆို့လိုက်လံရှင်းလင်းနေတယ်နိုင်ငံပြုံးနိုင်ငံဘျူဟာနိုင်ငံဘျူဟာဂုံးဟာပြည်သူစစ်တွေအမြောက်များရှိတယ်စင်တိုက်ရှင်လို့ထွက်ပြေးကြတယ်လေချောင်းကလွှဲရင်မြေပြင်မှာပျောက်တလင်းခါနေရတယ်ဟုတ်ပြီ ကမ္ဘာစက်၄ဆက်ယူအနည်းကိုရောက်လာတဲ့အာခတ်တော်အေးရဲ့ထိုးစစ်မကွေတိုင်းမှာရှိတဲ့ကမ္ဘာစက်ယုံတွေကိုစစ်မျက်နှာဖွင့်ပြီလားဆိုတော့တဲလွန်စားတွေဟိုရက်ကကျွန်တော်ခဏခဏပြောပါတယ်ဒီနေ့တော့အထူးပြုပြီးပြောကြားလိုတာကအမ်ဘရန်လန်ဆောနေဂန်ဗျူအာဂုံနေဂန်ဗျူအာဂုံတစ်ခုလုံးမှာ ဖက်စစ်စစ်ကောင်စီတဲ့ရဲ့လက်ကျန်စခန်းဟာခမောက်တောင်တစ်ခုပဲကျန်တော့တယ်ဒီခမောက်တောင်ကိုသိမ်းဖို့အတွက်ပြင်းထန်တဲ့နွာလာဥတ္တဖာကဲ့သို့တချိန်တို့ထိုးစင်းတယ်အရခတ်တော်အင်းနဲ့ပူအောင်တက်တွေထိုးစစ်စင်းတယ်ဟုတ်ပြီနိုင်ငံဗျူဟာကုန်းနောက်ဆုံးလက်ကျန်ကုန်းဖြစ်တဲ့ခမောက်တောင်နောက်တစ်ခုကပ္ပစဆက်ယုံ စလီအမှတ်14နဲ့6မိုင်กว่าအမ်ပရန်လန်းဆောင်ကပြင်းဝဂိတ်နဲ့တာယာကုန်းဂိတ်ကာကင်းနေစောက်ပြီးခံစစ်ပြင်းနေတဲ့ဖက်စစ်တပ်ပြင်းဝဂိတ်နဲ့တာယာကုန်းကြွားဘူးတဆုပ်တည်းစုပ်ပြီးတမြေးတပြေးတဲ့ပြေးနေတဲ့ဖယိုဖရဲ့ဖက်စစ်တပ်ကိုလိုက်လံရှင်းလင်းနေတဲ့အာခတ်တပ်တော်အီအီနဲ့ပူးပေါင်းတပ်တွေဖိုင်တာကုန်းနဲ့ဂုတ်ကြီးရွာဘက်မှာပိတ်ဆို့ရှင်းလင်းတိုက်ခိုက်နေတယ် အထက်မင်းလှမှာကပ္ပစာနှစ်တဆယ်ဆတုံးစင်ပောင်ဝဲမှာကပ္ပစာရှစ်တရက်မှာကပ္ပစာဆနှစ်ပွင့်ဖြူမှာကပ္ပစာဆလေးအောင်နာမှာကပ္ပစာဆငါဆခုံတောင်တွင်းချီမှာကပ္ပစာဆရှစ်စေရုဒ္ဒရာမှာကပ္ပစာ20စိတ်ဖြူမှာကပ္ပစာ27နဲ့22ကျောမြို့နေမှာကပ္ပစာ ပုံမြုံနေမှာကပ္ပစာ24လောင်းရှည်မှာကပ္ပစာ25တို့တရှိတယ်။ဖတ်စစ်တက်ကအခုဆိုရင်ဂုတ်ကြီးနဲ့ခုနှစ်မိုင်ပဲဝေးတဲ့ကပ္ပစာ24ခုပြင်းပြင်းထန်ထန်ကာကွယ်နေပါပြီ။ကာကွယ်နေရပါပြီ။အဲ့တော့အာကတတော်အင်းရဲ့ဘူပေါင်းတက်တွေဟာဂုတ်ကြီးထိရောက်လာပြီ။ကပ္ပစာ24ကိုစစ်မျက်နှာကြီးဖြွင့်ထားပြီ။ ဖက်စစ်တပ်ဟာအပြင်းထန်ကာကွယ်နေတဲ့ကပ္ပစာ14စက်ရုံမှာပါပြီးရှိတယ်ကပ္ပစာ14နဲ့6မိုင်กว่าအမ်ပရန်လမ်းစုံမှာရှိတဲ့ပြင်းဝစစ်စည်းဂိတ်တရားကုန်ရွာကာကင်းနေခန်းစစ်တွေအကြီးအကျယ်ပြင်းစင်နေတယ်ဆိုတော့တည်င်းအရခတ်တတော်အီနဲ့တိုက်ဝဲဝင်နေတဲ့ပူပေါင်းတပ်တွေကိုဒီနေရာကနေတည်င်းစကားပြီးချင်တာကပြင်းဝနဲ့တရားကုန်ရွာ အမှုတ်ချရပါမယ်။အဲ့ဒီမှာခန်းစစ်ကာကင်စကန်ဒီအကြီးကျယ်ထမှန်တိုးချဲ့စောက်လုံနေတယ်လို့ဗရန်တန်တွေကတက်ရင်းတွေကိုပြင်းဝနဲ့တာယာကုန်းရွာကိုပို့နေတယ်လို့နောက်ဆုံးသတင်းအများအယသိရပါတယ်။ဗိုလ်ချုပ်တန်းရွှေဦးဆောင်တဲ့အစိုးရလက်ထက်မှာစစ်အစိုးရလက်ထက်မှာနှစ်တောင်ပြည့်နေနောက်ပိုင်းတိစောက်ခဲ့တဲ့လက်နက်ထုတ်လို့ရေးစက်ယုံကပ္ပဆာများ ငဖဲမှာအခြေဆိုင်တဲ့ကပ္ပစဆလီယာအင်မတန်အရေးကြီးတယ်။ယောမကိုနောက်ခံထားတဲ့အခြားကပ္ပစတွေနဲ့မတူတဲ့ထူးခြားတဲ့ဝိသေသတွေရှိတယ်။ဂျကိုင်းယောမကြီးအောက်မှာလက်နဲ့ထုတ်လို့ရစက်ယုံလေးကိုအမြင့်6မီတာပိန်30ခန့်မြေရောက်ဥမင်လိုင်ကောင်းတွေတူးထားတယ်။မြေရောက်ဥမင်လိုင်ကောင်းတွေဟာဂျကိုင်းယောမပေါ်မှာရှိတဲ့ရှောက်ရင်းရွာတောင်ကျုံးနဲ့တဆက်တည်းရှိတယ်။အကျယ်ဝင်းအဖြစ်ကပ္ပစဆလီယာ ဘလုံးဝင်း6ကွင်းစာလောက်အကျယ်ဝန်းရှိတယ်။အဲ့ဒီလိုင်ကောင်းတွေအတွင်းမှာလက်နဲ့ထုတ်လို့ရစိတ်ုံရှိရုံစိတ်ုံကိုဆက်တွေ့ထားတဲ့လမ်းတွေလက်စင်ပြီးစနစ်ရေလီအီးပြီးစနစ်များတီးကြားထည့်သွင်းတည်ဆောက်ထားတယ်။အဲ့တော့ဒီနေရာမှာကတ်တတော်အေးနဲ့ပူပေါင်းတက်တွေကိုသတင်းစကားပါချင်တာကမြောင်ဥမင်လိုင်ကောင်းဟာရခိုင်ရိုးမဘော်ကရှောက်ရင်းရွာတောင်ကျုံနဲ့တဆက်တည်းရှိတယ်ဆိုတဲ့အချက် ရှောင်းရင်းရွာတောင်ကျောကမြေအောက်ဥမီလိုင်ကောင်းကိုတွေ့တာနဲ့အဲ့ဒီလိုင်ကောင်းနဲ့အစိမ့်ငွေတွေမုတ်ထဲလိုက်ရင်အဲ့ကပ္ပဆာ74လက်နဲ့ဆက်ယုံရှေ့ယုံတခါတည်းမတာပေါ်မဲ့ဂိဒီဒရင်းစကားကိုပေးချင်တာပါနောက်တစ်ခုအဲ့ဒီကပ္ပဆာ74ဆက်ယုံရှိတယ်လိုင်ကောင်းတွေတဲကလက်နဲ့ဆက်ယုံနေပေါ့ဟိုလေးနဲ့ဘုံကျဲလဲဘာမှမဖြစ်ဘူးအောက်ကိုမပေါက်အောင်တိဆောက်ထားတယ် လက်စစ်မီးပိတ်လိုက်ပြီဆိုရင်ဘာမှမမြင်အောင်ရှည်နဲ့လေအေးပေးဆက်စနစ်ပြိုင်ဘာမှလုပ်မရတော့ကြံနောက်တစ်ခုရှောက်ရင်တောင်ကျုံးနဲ့ရှောက်ရင်ရွာတောင်ကျုံးနဲ့ဆက်ဆက်တည်းရှိတဲ့လိုင်ကောင်းတွေကိုဒီဒရင်းစကားကိုရခတ်တတော်အင်းနဲ့ပုံပေါင်းတက်များချားတိပြီးနီလန်တစ်နီးပြူဟာတစ်များနဲ့တိုက်ပွဲဝင်နိုင်အောင်စူးစမ်းဖော်ပြခြင်းဖြစ်ပါတယ်လက်ရှိမှာ ကပ္ပဇာ14နဲ့အံပရန်အနီးတဝိုက်ပြင်းထန်တဲ့ကြောက်เสียအကောင်းနဲ့နွာလာဥဒ္ဓဘာကဲ့သို့တချိန်တိုးထိုးစစ်နဲ့အာရခတ်တတော်ဤနဲ့ပူပေါင်းတက်တွေဟာအင်မတန်အရေးပါလာတဲ့ကပ္ပဇာ14ရဲ့ခုနမိုင်အကွာမှာရောက်နေပါဟုတ်ပြီအဲ့ဒီကပ္ပဇာ14ကထုတ်တဲ့ SAM 60 AR မစ်ဆိုင်းတွေဟာဘလို့လက်နက်မျိုးလဲဆိုတော့ဖတ်ပြပါ လေချောင်းကဝေးလက်နဲ့ဖြစ်တဲ့အနိုင်ပြန်တိုက်လေရှင်ယဟတ်ရင်တွေကိုမြေပြင်ကနေပခုံးထမ်းပစ်ခတ်နိုင်တဲ့မစ္စိုင်းတိုက်လေရင်မှာတက်ဆင်ပြီးတော့ air to air ပစ်ခတ်နိုင်တယ်ရေတဲ့သင်္ဘောတွေမှာလည်းပစ်ခတ်နိုင်တယ်အဲ့ဒီဒုံးကျည်စနစ်မှာအပူလိုင်းအာယုံကစနစ်လေရင်အပူကိုတရှိကအလိုလျောက်ရှာဖွေနိုင်တဲ့အဆင့်တိညစ်တင်ပြက်ခတ်နိုင်တဲ့လေချောင်းကာကွယ်ရေး ဒုံအမျိုးစားတွေအဖြစ်ကာပါစ14ကထုတ်လုပ်နေပါတယ်တမရိုနီစီးပြအခမ်းအနား2014ခုနှစ်တမရိုနီစီးပြအခမ်းအနားမှာကာပါစ14ကထုတ်လုပ်တဲ့ SAM 60 Air Missile တွေကိုထုတ်ပေါ်ပြသပြီးပြစ်ခတ်တဲ့စီးပြပွဲ လုပ်ခဲ့ပါသေးတယ်ကာပါစ14 အဲ့ဒီကပ္ပသ14ကိုသာငါတက်တော့အီနဲ့ပူပေါင်းတက်တယ်သိမ့်ပိုင်နိုင်ခဲ့ရှင်ဖစစ်တက်မျိုးကမ်းပြီမှအဲ့တော့ကပ္ပသရီနဲ့ပတ်သက်ပြီးကျွန်တော်လိလာကြည့်တဲ့အခါမှာကပ္ပသစိတ်ယုတ်ရဲ့အနီးမှာလုံကြုံရင်အစီမံနေနဲ့အမြောက်စစ်စီတက်မရီလေချောင်းရံစစ်စီတက်မတစ်ခုစီနဲ့အမြောက်နဲ့လေချောင်းကာကွယ်ရေးတက်ရင်ဌာနချုပ်၃ခုစီပပတ်လေတိဆောက်ထားတယ်ကပ္ပသရီအားလုံးတော်တော်များများမကွေးတိုင်းမကွေးခရိုင် တရက်မင်းဘူးပခုတ်ကူကံကောဒီနေရာတွေပါပဲရှိတယ်လက်ရှိအာဂတ်တော်အီထိုးစစ်ကြီးနဲ့ရင်ဆိုင်နေရတဲ့ငပယ်အမ်ဘရန်ဂုတ်ကြီးနဲ့ကပ္ပစ14နဲ့ခုနှစ်မိုင်ပဲဝေးတယ်ငပယ်စစ်လုတ်တာမှာကပ္ပစ14 20အဲ့ဒီ14နဲ့20အနီးမှာဗရန်တက်နေကျွန်တော်ပြောတဲ့ခုနကကိုရငါအမြောက်ဆက်စင်ကိုယ်မူဌာနချုပ် အမြောက်တက်409အမြောက်တက်305တရင်တာနာချုပ်များ ရှိတယ်လို့ကစုံမမှာလေကပ္ပစာ27နဲ့ကပ္ပစာ22တရှိတယ်အဒီကပ္ပစာ27နဲ့22ကိုတော့အမှတ်64ရောင်းစစ်စင်ကြီးကိုကဲမှုဌာနချုပ်လာစခကိုအမှတ်336လေကာတရင်နှစ်ခုတွဲပြီးတော့ကာဝယ်ဖို့တိစောက်ထားတယ် ဆိုတော့ကပ္ပစာ27နဲ့20နှစ်အပြင်ကို ပေါ့မြို့နဲ့အခြေဆိုင်ကပ္ပစာ24အတွက်လေလေကတရင်336ကိုပူပဲတိဆောက်ထားတယ်လို့သိရတယ်။အဲ့တော့ကပ္ပစာတွေကိုဖိုခနှောက်ဆိုင်ကာကွယ်ပေးဖို့အဓိကလုံခြုံရေးပေးနိုင်ဖို့အတွက် အမြောက်တရင်တွေလေကြောင်းရကာကွယ်ရေးတပ်တွေနဲ့တိဆောက်ထားတော့ကိုကြည်ချင်းအဖြစ် ကပ္ပစ14ရဲ့အဓိကကာကင်းဟာနယေကံလေချောင်းကာဝေးစခန်းဖြစ်တယ်။အဲ့တော့လက်ရှိကပ္ပစ14ရဲ့အချိန်ကြီးရတော့မချာခင်မှာစင်မြနာဖွင့်ခံရမယ့်သိမ့်ပိုက်ခံရမယ့်အနေထားနဲ့ရင်ဆိုင်နေရပါတယ်။ကပ္ပစ14ရဲ့မှာလက်ရှိအချိန်ထိ မီဆိုင်းပေါင်းထောင်နဲ့ချီရှိသေးတယ်လို့အကြံပြင်းကျွန်တော်တို့သိရပါတယ်အာကတ်တော်အေအာငပင်းနဲ့အမ်းမျိုးနဲ့အဆက်ကဂုံစီယိုကံမြင့်ကံစခန်းတွေကိုစသိမ့်ပိုက်လိုက်ပြီးမလား28ရက်နေမှာငလင်လုံးလို့ခဏရက်ထားပေးခဲ့တယ်။အော်ကူလာလာကုံပိုင်းမှာစပြီးတော့ဘရန်တက်နေအမ်ဘရန်လမ်းပိုင်းမှာရှိတဲ့အဓိကနိုင်ငံဗျူဟာ စတင်တင်ပိုက်ဖို့ကြိုးစားနေတယ်လို့လက်ရှိကာကင်းစခန်းအကုန်လုံးကိုတင်ပိုက်လိုက်ပြီးခမောက်တောက်စခန်းတစ်ခုပဲကျန်တော့တဲ့အတွက်လက်ရှိအော်တိုဝါဒုတိယအပတ်မှာနိုင်ငံဗျူဟာကုန်းလို့ခေါ်တဲ့ကဘာလုံးစခန်းကိုတိုက်ရိုက်နွာလာဥဒပါကေတို့တချိန်လို့ထိုးစစ်ဆင်ပြီးနိုင်ငံဗျူဟာတဝိုက်ကဖက်စစ်တပ်ဖွဲ့ဝင်တွေဖယူဖယဲနဲ့ ခွေးပြေးပြေးခဲ့ရပြီဖြစ်ကြောင်းအာရခတ်တတော်အေရအော်တိုဝါ16ရက်နေ့မှာတရားဝင်ထုတ်ပြန်ထားပါတယ်။နေဂန်ဘျူဟာဂုံးနဲ့ကပါဆာ14ဟာလက်နက်ကြီးပြစ်တကမ်းပဲရှိပါတယ်။ကဲဒါဆိုရင်ကပါဆာ14ဟာဖက်စစ်တပ်တွေအလွန်အရေးပါတဲ့တာလက်တာဝေးပြစ်လေကြောင်းရန်ကာဝေး လက်နက်များထုတ်လုပ်တဲ့စက်ယုံအဖြစ်အားလုံးသိပြီးပြီးသိကြပြီဖြစ်မှာပါ။နေရီခံဟာမနှက်ဖြန်တပတ်ခါလောက်မှာတရားရာဂိုင်းတို့အပိသက်သိမ့်ပိုက်နိုင်မဲ့အခြေအနေမျိုးမှာကပ္ပစာ14ခုသာစစ်ဆိုင်ထားနိုင်ရင်ဝိုင်းဝန်းပိတ်ဆို့ထားနိုင်ခြင်းဖြစ်တဲ့အတွက် လေချောင်းရံကာပွေလက်နက်အိမ်မက်တွင် ਨੇ အနာကမ္မလောင်စာခင်း ਨੇ ပြစ်လို့ရမယ်တာဝေးတာလက်ပြစ်ဒုံးချီတွေအိမ်မက်ပြက်ပြဲသွားပါလိမ့်မယ်ဒါအပြင်မှာကပ္ပစ14ခုသာတိမ့်ပိုက်နိုင်ခဲ့ရင်အာကတတော်ရင်ねဘူပေါင်းတက်တွေဟာကပ္ပစ14ရဲ့ခုနှစ်မိုင်း ကုတ်ကြီးရွာမှာစစ်ဆိုင်ပြီးကပ္ပစ14ခုသာနွာလာအုတ်တပကဲ့သို့တရှိန်တို့ထိုးစစ်နဲ့ထိုးစစ်စင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရှင်ဖစစ်တရဲ့လေကြောင်းကဘုံချင်းနိုင်မှုတွေတိုက်လီရှင်တွေရဟတ်ရှင်တွေတပြောင်းပြောင်းပစ်ချနိုင်တဲ့လက်နက်မျိုးတွေအာရကတတော်အင်းနဲ့ပူပေါင်းတက်တွေရဲ့လက်သေးကို ရောက်ရှိလာမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်